ဘာလို့အနုပြန်နဲ့ပတ်သက်လို့အသက်မသိဘူးကိုယ့်တက်ကိုမှတ်မိဘာလို့ဆိုတော့ဒီအနုပြန်တဲ့ကိုနစ်နေတာဆိုတော့ကိုယ့်တက်ကိုမသိဘူးကိုကဒီအနုပြန်နဲ့ကြီးထွားလာတဲ့လူကြောင့်ဒီအနုပြန်ကိုစိတ်ဝင်စားတာလीစိတ်ဝင်စားတဲ့လူကြောင့်ဒါကြောင့်အနုပြန်သမားဟာစိတ်မညစ်တတ်ဘူးစိတ်ညစ်လို့လည်းမရဘူးအခု ခေလူရှင်တော်လေးတွေတော့ပါတယ်။အတော်လေးဆိုတော့ကောင်းတယ်မမ်မူဒီကောင်းတယ်။ကောင်းတယ်ဆိုတာသူကခေပေါ်လစီလေးတွေကောင်းတယ်။ဒါအပအမြင်မှာတော့ခေပေါ်လစီကောင်းတယ်။ဒါပေမဲ့လူရှင်တော်ရဲ့တတ်အပ်တယ်လူနေတယ်လို့ထင်တာပေါ့နော်။အပတို့ရည်ကြီးမှုကတပင်လေ။ဟုတ်လား။ကျွန်တော်ဗမာလူမျိုးတွေရဲ့ရည်ကြီးမှုကတပင်လေ။ဂီတတာတော်လူမျိုးသားဂီတချာလူမျိုးသား။ဂီတပြောင်းရင်ဒီယာကြီးပြောက်သွားမှာ အလုံးပြောက်သွားမှာမပြောက်သေးကဘာလို့နာလူမျိုးရှိနေကဘာလို့သဘင်ပြောက်သွားဘူးပြောတာအခုတခါပေါ်လာပြီလေဟုတ်လားစွမ်းရည်မှုဆိုတော့ပေါ်လာတယ်မပြောက်ဘူးပေါ့ဟုတ်လားအဲ့ဒါအဲ့ဒါတော့ခုနဟာသဆိုတာတော့အခုအချိန်မှလည်းခုနပြောလို့ပေါ့လေဘာလို့ကတော့ခုနဟာသအခုတည်းလောက်တာပဲဘာလို့လောက်တာပဲဆိုတော့ခုနပြောလို့ဟိုတုန်းကတော့ငယ်တုန်းကတော့ဟာသတွေကအများကြီးပြက်တယ်လေဟိုတပီးတို့လည်းကြီးမှုတာပဲ ဟုတ်လားဟိုဂျီမန်းသူတခိတဲမှာတခိတော့ကဆိုတော့အမအများကြီးပြလုံးကြီးအများကြီးပြက်ခဲ့ဒီဘက်ဘက်ကကျတော့အခုဘယ်လိုခေါ်လဲဆိုတော့အသက်က89ဆိုတော့မမူရီကတိတ်မပေါ့ဘောင်းသူတန်းခလေးတွေနဲ့ဟိုသွားပြီးတော့ကတဲ့အခါကျရင်ဟိုဓာတ်ပြန်ပေါ်လာပြန်ပေါ်လာတဲ့အခါကျတော့ခလေးတွေဓာတ်ပြလုံးဓာတ်ဘလူးဆိုတာကိုဟိုနည်းပြူတယ်ဒါပေမဲ့ငငယ်တော့ကနဲ့တော့တိတယ်ဆိုတော့အသက်56 60ပတ်ဝန်းကျင်တော့တိဘူးလို့ကတွတ်တုံးရှိတယ်ဒါပေမဲ့တကယ်တမ်းအခုလည်း အလုပ်လုပ်ရရင်ဘာတွက်နေတာလဲဒါဘာလို့ကအနုပြန်နဲ့ပတ်သက်လို့အသက်မသိဘူးကိုယ့်တက်ကိုမှတ်မိဘူးအဲ့လိုဆိုဒီအနုပြန်တဲ့ကိုနစ်နေတာဆိုတော့ကိုယ့်တက်ကိုမသိဘူးကိုကဒီအနုပြန်နဲ့ကြီးထွက်လာတဲ့လူကြောင့်ဒီအနုပြန်ကိုစိတ်ဝင်စားတာလေစိတ်ဝင်စားတဲ့လူကြောင့်အဲ့ဒါကအနုပြန်သမားဟာစိတ်မညစ်တတ်ဘူးစိတ်ညစ်လို့လည်းမရဘူးနောက်ကျောင်းမှာဘာဖြစ်နေဖြစ်နေကိုယ့်အနုပြန်လှုပ်လို့ကိုလှုပ်နေရမှာ အဲ့တော့စိတ်မညစ်တဲ့လူငန်းဖြစ်တယ်ဆိုတော့စိတ်မညစ်တယ်စိတ်မညစ်တဲ့ကြောင့်အမှုပြန်လုပ်ကို လုံနေရရင်အသက်ရှိတာပဲအခုလို့အခုမောင်းဆိုင်မှုအပြုံးသားလေးဆိုင်မှုနဲ့ကလေးကအဘာတို့ကိုအသက်ကြီးတဲ့လူတွေကိုကြော့တဲ့အနေနဲ့ပဲဖြစ်ဖြစ်သူကခေါ်ပြီးတော့ဘာရဲ့ကျွန်တော်လက်ကပါလို့ဆိုတော့အကွာပို့ပြီးတော့အသက်ငယ်သွားသလိုဟုတ်လားအဲ့တော့ဒီကလေးကလည်းခုနပြောလို့ဒီတစ်ခေတ်မှာနောက်တစ်ခေတ်မှာ तू က ်ဒီတက်လာမဲ့ပွင့်လန်းဖြစ်တဲ့အကြောင်းဒီပွင့်လေးကိုပဲဘာလို့ထိန်းသိမ်းပေးရမှာလေသူ့ကိုဒီရှေ့ကိုဆက်ပြီးစူးစမ်းသွားပြီးဖြစ်အောင်လို့ဘာလို့ထောက်တောက်နေလေပတ်မိုးပေးရမှာပေါ့လေအခုခေလူရှင်လေးတွေတော့ပါတယ်ဘာတော့လဲဆိုတော့ကောင်းတယ်မမ်မူဒီကောင်းကောင်းတယ်ဆိုတာသူကခက်ပေါ်လစီလေးတွေကောင်းတယ်ဒါအပအမြင်မှာတော့ခက်ပေါ်လစီကောင်းတယ်ဒါပေမဲ့လူရှင်လေးရဲ့တတ်အပ်တွေလိုနေလို့ထင်တာပေါ့နော် မတို့တင်လာတဲ့လူရှင်တော်ပညာနဲ့တို့အခုလှုပ်ရှားနေတဲ့ပုံစံလေးတွေကနည်းနည်းလေးကွာခြားနေတယ်။ကွာခြားတယ်ဆိုတာကမတို့ငယ်ငယ်တုန်းကသမီးတို့ကြည့်ဦးတယ်။မတို့ပြက်လုံးကိုတူ non stop နှစ်ပါးသွားဆိုရင်နှစ်ပါးသွားပေါ့နော်အဲ့လိုပြက်တာ။အဲတို့ကြတော့ခုနပြောလို့ personal တွေရဲ့ဒါဒီအငိမ့်ဆိုတော့တို့ကခက်ပေါ်တင်နေသွားတာလေ။အဲတို့လည်းကောင်းပါလား။ဘာလို့တို့ကခက်ကိုမှီရခေါ်တာပေါ့နော်။ အဘလို့သူတို့တခါကြာအဖေကတော့ကဘီလို့ကရိုးနေပါလေအဖေတို့ဥစားတွေကနောက်ပြန်ခစ်ပြကောမဟုတ်ဘူးပြလုံးကနောက်ပြန်တာမရှိဘူးပြလုံးကခစ်ရှိတာရဲ့နောက်ပြန်တာမရှိဘူးအဲ့တော့အဓိကလာတဲ့ပြည်သက်ရီဖို့ပဲအရေးကြီးဟုတ်လားလူရှင်တော်ရဲ့လူရှင်တော်ဆိုရင်ဖြစ်လာတဲ့လူရှင်တော်ဖြစ်လာရင်ပြည်သက်ရီအောင်ပြက်နိုင်မှုပဲအရေးကြီးတယ်ဟုတ်လားသူတို့လေးတွေတော်တယ်ဒါနဲ့အဘတို့ငငယ်နေနည်းနည်းကွာတယ်လို့ထင်တယ်ပေါ့လေကွာနေတယ်ကွာအဲ့ဒါလေးပါပဲ အဲ့မဲ့အမရဲ့နှုတ်ဆောင်ပါရင်လက်ဆောင်ပါရင်သင်ထားတဲ့ပညာကိုလေဆရာကြီးတမားတွေအမိဘတွေမှာသင်ထားတဲ့ပညာကိုလေအဘအခါလေးဂျုံတဲ့ခါကျရင်လည်းသူတို့ပြောတယ်ဒါကဒီလိုဒါကဒီလိုဒီလုံးကဒီလိုရှိတယ်ဒါပြောတော့ဗောလေပြောတော့နားထောင်ပါလေအခုနောက်ပေါ်တဲ့ခလေးလူကျွန်တော်များများနားထောင်ယူလဲယူတည်ကြပါတော်ပါတယ်တော်ပါကောင်းပါတယ်ခလေးခင်မီရခေါ်တာဗောနော် ီဘက်ကိုဗစ်ဖြစ်ရင်နောက်ပိုင်းဒီဘက်ငါအခုတူဆို9နှစ်လောက်ပေါ့လေ၄နှစ်9နှစ်လောက်ပါနည်းနည်းပျောက်သလိုဖြစ်သွားတာပေါ့ဒါနဲ့အမှုမြာမတိမ်ကုန်တပင်းဆိုတာကဘယ်တော့မှမတိမ်ကုန်ဘူးတပင်းဟာရှိနေမှာတိုင်းပြည်ရှိနေတယ်ကကတွင်ရှိနေမှာကဘာတီနေပြီတပင်းပျောက်သွားတချို့ကပြောကြတယ်တပင်းပျောက်သွားမယ်တပင်းပျောက်သွားမယ်ပျောက်သွားတာမဟုတ်ဘူးတပင်းပျောက်သွားတာမဟုတ်ဘူးမလုတော့ဘူးမလုတော့ဘူးဆိုတာ ဒီ၅နှစ်ကာလမှာဘယ်လိုယူသားလဲဆိုတော့အခုအဖွဲ့ကြီးအဖွဲ့ကြီးနဲ့တော့ကြတယ်ကိုချမ်းသာတို့ခေဆိုကိုချမ်းသာကိုမိုးဝင်ဟိုကိုနန်းဝင်ဟာကိုသိန်းဆိုသူတို့တစ်ခေတ်ကလည်းတပင်းကိုကြီးထွားအောင်ပို့ပို့ယူသားကြနောက်တစ်ခေတ်တပေါ်ရမဘူးချစ်စွမ်းစံနီဟန်စာတမောက်စံမသူတို့တစ်ခေတ်နဲ့သူတို့ခေတ်ကကြီးအောင်လုပ်ကြတယ်တပင်းကတပင်းတဲ့ခွန်ရဲတဲ့ခွန် အဖေနဲ့ခွန်လေးဆိုအဘတော်ကကူဒီတဲ့ကြတော့တခါလေးပြက်လုံးနေအိမ်မက်တော်မဲ့မိတယ်အိမ်မက်တော်မထမဲ့မိအထမဲ့တဲ့ခါကျတော့ဒီပြက်လုံးနေငါပြက်တဲ့ပြက်လုံးနေပါလားဆိုတော့ထပြီးတော့မှိုက်မှိုက်တခါလေးမှိုက်ရတယ်ဆိုတော့ဘာလို့ဆိုအဲ့ဟာကွာတော့တဲ့အချိန်မှာဒီအဖွဲ့စည်းနဲ့တောင်းတောင်းမလိုက်ချင်ကြတော့အမလိုက်ချင်တဲ့အတွက်ကြောင့်ဟိုတပင်းဆိုတာသူတို့ကပျောက်မလို့ပြောတာအခုလိုစိုင်းရင်မို့လို့အုံနဲ့အင်းနဲ့ပေါ်လာတဲ့အခါကျတော့တပင်းမပျောက်နိုင်တော့ တပည့်ရှိနေမှာပဲဟုတ်တယ်မလားကြောက်နေခိတ္တခဏလေးဖြစ်တာပဲခိတ္တခဏလေးပဲလို့သတ်မှတ်မှာနော်အဲ့တော့တပည့်ဆိုတာအမြဲတမ်းရှိနေမှာဘာလို့ဆိုတော့ကျွန်တော်တို့ဟိုဘာလို့ညီချင်းမှုကတပည့်လေဟုတ်လားကျွန်တော်ဗမာလူမျိုးတွေရဲ့ညီချင်းမှုကတပည့်လေဂီတတာတော်လူမျိုးသားဂီတချာလူမျိုးသားဂီတပြောင်းရင်ဒီယာကြီးပြောက်သွားမှာ အလုံးပြောက်သွားမှာမပြောက်သေးကဘာလို့နာလူမျိုးရှိနေကဘယ်တော့သပင်ပြောက်သွားဘူးဆိုတာအခုတခါပေါ်လာပြီလေဟုတ်လားစွမ်းရည်မှုဆိုတော့ပေါ်လာတယ်မပြောက်ဘူးဟုတ်လားအဲ့ဟောသပင်တိုးတက်မှုသပင်ကတော့ဟိုအရင်ကဘာလို့ငငယ်ငယ်သူတို့ကြည့်ရတဲ့သပင်လူတော့ဖြစ်ချင်မှဖြစ်မှာလေဒါလည်းရှိနေမှာရှိနေမှာအခုသူအဖွဲ့ကြီးထွက်လာတဲ့တို့ကြောင့်သပင်ရှိနေမှာဒါပေမဲ့ အရင်ကလို့အရင်ကတော့ခုနပြောလို့ဗောလေဘာလို့ဆိုရင်ဒီရန်ကုန်ကို၃လရှမန်းပြည်ရန်ကုန်မှာ၃ရောပြောက်လို့ဝဲတပေါင်းတကူးကြရင်ဘကူကဘကူကပြီးတဲ့နဲ့ရှမန်းပြည်အထက်ပြက်ပြန်အထက်ပြက်မှာတခါတော့ကစုံနေဝါသူဝါကောင်းတော်တဲ့င်းတရင်ကျူဇောင်းမှုကြောင့်ပြန်ဆင်းလာပေါ်၆လအောက်၆လကအဲ့လိုကားတဲ့ခါကျတော့မိသားစုနဲ့ကလည်းမမြင်ရဘူးမိသားစုနဲ့ရန်ကုန်ပြန်ရောက်မှ တလားလောက်နေရတယ် ဲ့လိုအဲ့လိုတော့ဖြစ်ချင်မှဖြစ်မှာပေါ့ဟုတ်လားဒါမျိုးနဲ့ပတ်ထက်ကထက်ကပြောတာကတပင်ဆိုတော့ပျောက်သွားအောင်လူတွေကတပင်တွေပျောက်လို့ဒီပါပျောက်လို့မပျောက်ဘူးမပျောက်တာတော့အမှန်ပဲအာဒက်ကြီးတော့ရှိတယ်ဘာရှိတယ်တပင်ကိုတပင်နဲ့တူအောင်တော့ဖန်တီးတတ်ဖို့လိုတယ်ဟုတ်လားအာထွက်လာပြီးတုံးနေချင်းနဲ့ထွက်လာပြီးမှနဲ့ဒါနဲ့တပင်ကိုတပင်နဲ့တူအောင်တော့တီထွင်ဖို့ ဖန်တီးဖို့တော့လိုတယ်လေအဲ့ဒါမှသမင်ပြောင်းမှာပေါ့ဟုတ်တယ်မလားအဲ့တော့သမင်ပြောင်းအောင်ဘာလုပ်ရမလဲအမှုပညာရှင်အားလုံးကတပင်းနဲ့ပတ်သက်တဲ့အမှုပညာရှင်ပဲဖြစ်ဖြစ်အမှုပညာရှင်အားလုံးကဒီတပင်းကိုမြစ်တယ်ကွာသူတို့မတောင်းရှိတယ်အဘတို့မတောင်းရှိဟုတ်လားတောင်းရှိတယ်ဆိုတော့ငူလိုကလေးပေါ်လာတဲ့ခါကျသူ့ကိုတီမြဲအောင်ခိုင်မြဲအောင်အဘတို့ကမြစ်တင်ပေးရတယ်နောက်ကနေတောက်ထောက်ပေးရတယ်အဘတို့တောင်းဖြစ်သွားတယ် ကလေးဆိုတော့နှုတ်လဲနှုတ်သေးတယ်ဟုတ်လားဒီတပင်ကိုဦးစီးဥတော်နေကူမှာစရတယ်ဟုတ်လားဘာလို့ကြတော့ရင့်နေပြီအမှုပညာသက်ရင့်နေတဲ့အတွက်ကြောင့်အမှုပညာလမ်းကြောင်းအကုန်တည်ပြီးသားဘယ်လိုလျှောက်လမ်းရရလို့တည်ပြီးသားတည်ပြီးသားဖြစ်တဲ့အတွက်ကြောင့်ဘာလို့တည်ပြီးသားဖြစ်တဲ့ကြောင့်အဘတို့တောင်းကလေးတွေကလည်းတောက်အဖြစ်နဲ့ခေါ်လိုက်တာပဲအဲအဲ